ကျမရိမနဲ့စာပါကိုဝင်ဆောင်နို့ရဲပဲနို့ရဲအုံမီရဲထော့နဲ့ပေါ့ထားပါလေထော့ဘတ်သီးရဲလိမ်မော်သီးရဲကြက်ဥကျော်ရဲဒိန်ဂျင်းရဲတမော်သီးရဲကစုံဥရဲမကြီးရဲမတရဲဒါတော့မှဂျပန်ကတောက်ပြီးသွားရင်ကျမညီမလုပ်ပေးတယ်ကျမရဲ့မနဲ့စာတဲ့ကျမဘယ်လိုစားရမလဲအဲ့တော့

ပင်ထပ်ပတ်တီကိုဝင်ဆောင်အတွက်ဆိုတော့တကယ်တမ်းတော့ဖယ်စားနိုင်မနေပေါ့နော်ဒါပေမဲ့လည်းကိုဝင်ဆောင်ကလေအာဟာရဖြစ်ဖို့အတွက်ကိုထပ်ပတ်တီရလည်းအရေးကြီးရဲ့ဆိုလို့စားပေးပါမယ်ဖြစ်တော့နှိုးတွေပါလုံးမနေတော့အိမ်မစားလိုက်တယ်နေရတယ်ကြည့်လိုက်ပါ No. Oh. အမဖတ်ကြည့်အာလဲလဲတော့တာမဟုတ်ဘူးနော်။အင်းအင်းဘုန်းကြီးကျားနေ။နော်ကျွန်တော်တနေ့နေ့ဝါလာလည်းမကြည့်နဲ့ပေါ့နော်။စားရတာတွေအရဲ့လိုပေါ့။မနေ့ဆိုရင်တော့အဲ့လိုစားပေးတယ်။မနေ့စားဘူးတခြားစားနာရှားရယ်။ထမင်းတို့အဲ့လိုနန်းချီတုပ်တို့ဘာတို့ အဲ့လိုမျိုးစားတာရှားတယ်ပေါ့နော် စားတော့စားရင်တခါတလေပေါ့အရင်အာတီတာဖြစ်လိုက်ထမင်းကြော်လေးပါလေအဲ့လိုပေါ့ပဲပြုတ်ထမင်းကြော်လေးပါလေစားအဲ့လိုစားလိုက်ရင်လည်းလူကနှိမ့်ကင်းခံမစားနိုင်တော့ကိုကလေအရင်ကအခဲတာဟာငါဘိုင်မကြီးခင်ကထမင်းကိုတနေ့မှတနက်ပဲစားတာဟုတ်ကျန်တာတခြားဟာတွေပဲစားတာဆိုတော့အာငါဘိုင်ကြီးရင်တော့မစားကျင်တာတွေအကုန်လုံးစားပလိုက်မယ်ပေါ့နော်အာလူကြော်ရပါဆိုလည်းကိုကမစားဘူးအဲ့တော့ဘိုင်ကြီးရဲ့ချိန်ဆိုတော့နည်းနည်းလေးစားမယ်ပေါ့နော် တကယ်တမ်းဖိုက်ကြီးရဲ့အချိန်မှာလုံးဝမစားနိုင်နည်းနည်းလေးစားရတယ်ဖိုက်တင်းတယ်အဲ့တော့ပြီးတော့အများကြီးလက်စားလို့မရဘူး sorry အများကြီးလက်စားလို့မရအဲ့တော့နည်းနည်းလေးနည်းစားပြရမလို့ပြည့်ဦးရလဲတင်းတလုံးစားပြရမယ်ဟုတ်ကဘာဒီပြသွားတော့ကျေနည်းနည်းစီပေါ်နော် နပြီးသွားရင်တော့ဆေးလေးတစ်ဖက်တောက်မယ်ပြီးတော့မှနောက်ငါမင်းဆက်မင်းလောက်နေမှကျန်တာထပ်စားမယ်ပေါ့နော်ဟိုတော့မလေးဆေးလေးအခုဒီတပတ်ကတော့စပြီးတော့ခင်လွားကိုဆက်စတန်ပေါ့နော်ဆက်စတန်ကသူဖြုတ်လိုက်ပြီတတိခိုင်သေးကိုခင်လွားဖြုတ်လိုက်ပြီးတော့ဒီဆေးလေးပဲဆက်တောက်မှာပေါ့နော် OB min calcium ပါတယ် elite ပါတယ် နောက်ပြီးတော့အဲဘိုင်ယိုအိုင်လန်ကဟိုကအားစေးလေးပါတယ်ပြီးတော့ရင်ဖောလစ်အက်ဆစ်ပါတယ်အမ်ပျောက်စီးလေးကတော့ထဲ့တော့နည်းနည်းတောင့်နေရပါတော့နောက်ပိုင်းမှအန်တော့ရင်တော့မတောက်တော့ဖြုံမယ်ပေါ့ပြီးရင် B1 ကလည်းနေတိုင်းပေါ့နော်ဆရာမကြီးကကိုလိုလိုလာပြီးပေးထားတော့အားလေး B1 မနေ့တုန်းညတုန်းလည်းဆိုဒါလေးကတော့ကျွန်တော်ရဲ့ကိုယ်ဝန်ဆောင်အားစေးနေတိုင်းတောက်ရတာပေါ့နော်ဟုတ်ပါမယ် ချုပ်ကနေလားကြော်တယ်ပြုတ်တယ်ပေါင်းတယ်ဟောနော်အဲ့ဒါအများကြီးစားတယ်ခါကြီးဆိုဥနီလေးနဲ့အဲ့လိုကြော်တယ်ပြီးရစကွမ်ဘယ်လေးပေါ့နော်ဒီလိုမျိုးလေးကြော်တယ်ပြီးလို့ရှိရင်ဆီလီယက်ပါတယ်ဆိုဘူးဆီများခင်ဗျားလုံးဝဆီမကြိုက်ဘူးပြီးတော့အဲရင်းရွေးလေးနဲ့ပေါင်းတယ်ခါလေးကြတော့အလုံးလိုက်ပြုတ်တယ်ပေါ့နော်ဆိုတော့ဘာသာနေတိုင်းအပြုတ်ကြည့်ပဲစားတယ်မစားနိုင်ဘူးအဲ့တော့အဲ့လိုမျိုးလေးတူအောင်စားပြပါရော ဘဇုံးကစပြရမယ်ဆိုတော့ပေါ့နော်ဆလုံးကဝင်းချုပ်တတ်တော့တမောဒီလေးတွေမကြီးလေးတွေထင်ချင်းလေးရလုတ်ပေးထားတာနည်းနည်းချင်းတွေဖြဖြချင်းတွေပေါ့ပြီးအောင်မီရလည်းပဲဟိုခန္ဓာကိုယ်အတွက်ကောတတိသားအတွက်ကောကောင်းတယ်လိုအပ်တယ်ဆိုလို့အောင်မီလေးလည်းစပြပါရယ်အလေးတော့လည်းအကုန်မစားနိုင်ဘူးပေါ့နော်စားနိုင်တဲ့ခောက်လည်းစားပေါ့တာဝန်ကျေးရနေလည်းကျေးရမကျေးရနေလည်းမကျေးဘူးမနေ့ကဆိုရင်ညဘက်ပုံမှန်အမြဲတင်ကျင်းတောက်နေကြညဘက်တင်ကျင်းမတောက်ဖြစ်ဘူးတင်ကျင်းတောက်ရင်လည်းခင်လွမ်းကပလင်းတောက်တာများတယ် ဟိုအစီထုတ်ပြီးသားဟိုမှအာတခြားတွေပိုင်းမပါဘူးပေါ့နော်အဲ့တော့တောက်ရတာနည်းနည်းတော့ခက်ခဲတယ်ဒါပေမဲ့ချိန်မိပြီးတက်ပြပါတယ်မိခင်တယောက်ဖြစ်လာတော့မိခင်စိတ်ပေါ့နော်ပြောရမယ်ဆိုရင်အဲ့လိုမျိုးကိုကိုကိုအတင်းပြီးရောကိုကိုမစားခြင်းလဲကိုသွေးသားလေးအတွက်ကိုမမစားရင်ဒီကလေးကဟာတဲ့ရမှာမဟုတ်ဘူးလေအဲ့တော့ကိုကမစားခြင်းလဲချိန်မိပြီးရောอืมကြောက်ပါလို့ခုလိုမျိုး ခပိပန်ကွန်မန့်မှာလည်းပဲမင်းနဲ့စာကိုပေါ့နော်မမီဒီဘာဒီစားလဲဆိုတာလေးကို sharing လေးလုပ်ပေးသွားပါအောင်နော်အားလုံးမင်းနောက်ပြီးမှပြန်တွေ့မယ်တာ